ဇကာဆိုင်နေရင်းနဲ့ရှင်သန်မောဟာကိုမြင်အောင်ပြခဲ့တဲ့နေကြည်ဦးကြောင့်အံအားသင်ခဲ့ရတဲ့မြင့်မြတ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆယ်လီ Insider Beach ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။မြန်မြန်တဲ့အနေကြီးဦးတို့ကရုပ်ရှင်ဇာတ်ကားကြီးတကားမှာစုံခဲ့ရတာဖြစ်ပြီးတော့အခုဆိုရင်တော့အဲဒီရုပ်ရှင်ဇာတ်ကားကရုံတင်ပြသတော့မှာဖြစ်ပါရစေ။ရုပ်ရှင်ဇာတ်ကားကြီးကိုပြီးခဲ့တဲ့၄နှစ်လောက်ကရိုက်ထားတာဖြစ်ပြီးတော့အခုမှသာပြသခွင့်ရတာဖြစ်ပါရစေ။ဈာထဲမှာအကြောင်းမျိုးမျိုးကြောင့်ကြန့်ကြာနေခဲ့တာဖြစ်ပါရစေ။ ညီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာမြင့်မြတ်နေကြည်ဦးထွန်းပလဲရတနာတို့ကပါဝင်သရုပ်ဆောင်ထားတာပါချစ်ပန်းဝဝဇာတ်ကားကိုပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်ပါတယ်ဇာတ်ကားထဲမှာနေကြည်ဦးကမြင့်မြတ်ကိုမြှူဆွေရတဲ့ပုံစံနဲ့ တည်ဥဆောင်ပြထားတာဖြစ်ပါတယ်။နေကြီးဟွာရှေ့မှာ ရုပ်ရှင်ကသုံးကားရိုက်ကူးထားတာဖြစ်ပေမဲ့ Van character ကိုတည်ဥဆောင်တာမျိုးမရှိခဲ့ပါဘူး။ညီရုပ်ရှင်မှာတော့ Van character ကိုတည်ဥဆောင်ထားတာဖြစ်ပါတယ်။နေကြီးဟွာအိမ်အောင်ရှိတဲ့မြင်းမြက်ကိုသဘောချမိပြီးတော့မြူစရဲပုံစံမျိုးဖြစ်အောင်ဇက်ကားရှိုင်ရင်နဲ့တည်ဥဆောင်တဲ့အချိန်မှာနေကြီးဟွာ character ပြပြအောင်အစ်စ်တေလုပ်ပြခဲ့တာပါ။ဇဝင်ကန်တစ်ခုမှာဆိုရင်မြင်းမြက်နဲ့အတူဝိုင်တောက်နေရင်နဲ့ ဝိုင်ဟာရှင်ဘက်ပေါ်ကိုဖိတ်ကျသွားတဲ့အခန်းဝင်တရုတ်ဆောင်ခဲ့ရပါတယ်ဝိုင်ဟာရှင်ဘက်ပေါ်ဖိတ်ကျသွားတာကြောင့်ထုံနေတဲ့အချိန်မှာဝှက်ထားတဲ့အပေါ်အင်းကြီးရဲ့ကြဲသီးတလုံးကိုဖြုတ်လိုက်ကြပါရှင်သမွာကိုတစ်ဖက်ကမြင့်မြတ်မြင်စီအောင်အထီးကိုဖွင့်ချလိုက်တဲ့ဇဝင်ကန်းကြောင့်မို့ကြီးစုသူတွေတောင်မှအံ့အားသင့်သွားခဲ့ပါတယ်ဒါအပြင်အခုလိုတရုတ်ဆောင်နာက လိုအပ်တာထက်ပိုနေရလို့ထင်ပြီးတော့ပြောနေကြတာပါဒီလောက်ထိလှုပ်ပြเสียမလို့လို့လည်းပြောဆိုနေကြတာဖြစ်ပါတယ်ဒါအပြင်တစ်ဖက်ကမြင်မြင်နေနေရောအပြစ်မအိမ်အောင်ရှိရမို့ဒီလိုတိဥဆောင်တာမဖြစ်သင့်ဘူးဆိုပြီးတော့ပြောဆိုနေကြတာပါဇက်ကလေးနှစ်လောက်ကြာသွားပြီးတော့မှယုံတင်ပြသားတဲ့အချိန်မှသာမြင်မြက်ကလည်းဇက်ဝင်ကောမမိသွားတာဖြစ်ပါတယ်ရိုက်နေတော့ကအခုလောက်ထိကျန်းတယ်လို့မြင့်မြက်ကမသိလိုက်ဘူးသူအနေနဲ့အခုချိန်ကြည့်လိုက်မ ဇဝင်ကန်ကျန်းလိုက်တာလို့ရည်ရွယ်နေမိတာပါ။နှစ်ယောက်တူတူတရုပ်ဆောင်တဲ့အချိန်တုန်းကဇဝင်ကန်မှာကျန်းတာကိုမသိဘူးဆိုတဲ့မြင်မြတ်ကြောင့်တချို့ပရိသတ်တွေကလည်းရည်ကျင်နေကြတာပါ။မြင်မြတ်ကတော့သူ့အနေနဲ့ဇက်ကောင်ပြပြင်ဖို့ဒါအာယုံစိုက်နေခဲ့တာမို့ဒါကတကယ်ကိုပဲဟိုကျန်းတယ်လို့မခံစားရဘူးဖြစ်ပါရင်ဇက်ကောင်နေနဲ့လဲသူကနေဂျီဦးကိုကြွေစင်းရမှာဖြစ်လို့အဲလိုတိရောဆောင်ခဲ့တာဖြစ်ပါတယ်။နေဂျီဦးကဒီ event character အတွက်အနုပညာရှင်ကြီးတွေစီကနေတိရောဆောင်ပုံထေချာလေ့လာခဲ့ရပါတ right? Okay. အခမ်းအနားဆုံးမြေတားရုပ်ရှင်ဇာတ်ကားကြီးမှာတော့နေကြည့်ဦးကမငိုတတ်ပေမဲ့လည်းညရုပ်ရှင်ဇာတ်ကားကြီးမှာတော့ငိုရာကိုတေချာတရုပ်ဆောင်တက်လာခဲ့တာဖြစ်ပါတယ်။နေကြည့်ဦးကမင်းသမီးစစ်စစ်ဖြစ်အောင်စူးစမ်းနေခဲ့တာဖြစ်ပြီးတော့နောက်ထပ်ရုပ်ရှင်တွေရိုက်ဖို့လည်းအများကြီးစီစဉ်ထားခဲ့တာပါ။ဒါပေမဲ့လူမုံများသွားခဲ့တာမို့ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်ရိုက်ဖို့အခြေအနေမရှိတော့တာဖြစ်ပါတယ်။အိမ်တော်သာပြုတ်သွားလိုက်တာအခုဆိုရင်တော့ကလေးတယောက်လည်းရရှိနေပါပြီ။တချို့ပြည်သူတွေကတော့နေကြည့်ဦးကအရေးချင်းမရှိဘူးပြောနေကြပေမဲ့ နေကြည်ဦးကတကယ်တော့အရေးချင်းရှိတဲ့မင်းသမီးတယောက်ဖြစ်လာနိုင်တယ်ဆိုပြီးတော့လည်းတချို့ကထင်နေကြတာပါတခြားမင်းသမီးတွေဆိုရင်နေကြည်ဦးရဲ့တရားဆောင်ပုံတွေကအဆင်ပြေတာမို့ဆက်ပြီးတော့ရိုက်စေခြင်းကြတာပါ နေကြည်ဦးကရုပ်ရှင်တကားရိုက်ဖို့ဆိုရင်တော့အဝတ်အစားနဲ့အပြင်စင်ဟအစငွေကုန်ကြီးကြခံပြီးတော့တရားဆောင်တတ်တာဖြစ်ပါတယ်ဒါအပြင်သူမအနေနဲ့လက်ရှိမှာ ရုပ်ရှင်စကားကြီးတွေဆက်ပြီးတော့ရိုက်ကူးဖြစ်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။စီးပွားရေးကိုပဲကြိုက်နေပြီးမို့မင်းမီမလုံချင်တော့တာဖြစ်ပါတယ်။မြင်းမြက်ကိုဆွေးဆောင်ခဲ့တဲ့နေကြည်ဦးရဲ့ဇဝင်ကန်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်။ဒီဇဝင်ကန်က အခုတလောဆိုရှယ်မှာတော်တော်လေးကို hit ဖြစ်နေရလဲဖြစ်ပါတယ်ရှင်။